အမျိုးသားပြည်လဲတင်းမြင့်ရေးနဲ့ငြိမ်းချမ်းရေးဗဟုဌာန NRPC ဥက္ကဋ္ဌနိုင်ငံတော်ရဲ့တာဝန်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလောက်ကင်ဒေတာတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးထုတ်ပြန်ကြေညာချက်တစ်စောင်ကိုမလ6ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ခဲ့ပါရယ် အဆိုပါအမျိုးသားပြည်လဲတင်းမြင့်ရေးနဲ့ငြိမ်းချမ်းရေးဗဟိုဌာနရဲ့ကြေညာချက်အမှတ်တမြင်ဆောင်2019ကိုမလ6ရက်နေ့ညပိုင်းကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ယုံ Facebook စာမျက်နှာမှာဖော်ပြခဲ့တာဖြစ်ပါတယ်။ NRPC ရဲ့ထုတ်ပြန်ကြေညာချက်မှာအချက်၅ချက်ဖော်ပြထားပြီးပြည်တော်စုပေါင်းတိုင်းရင်းသားများအားလုံးအနေနဲ့ငြိမ်းချမ်းရေးဖြစ်စဉ်အောင်မြင်စေဖို့ခိုင်မာတဲ့စိတ်ဓာတ်နဲ့ဝိုင်းဝန်းဆောင်ရွက်ကြဖို့ဥစွာတိုက်တွန်းထားပါတယ်။ အစိုးရအနေနဲ့အမျိုးသားပြန်လည်တည်မြဲရေးနဲ့ငြိမ်းချမ်းရေးကိုဦးစားပေးဆောင်ရွက်နေကြောင်းပြီးခဲ့တဲ့မလ၁ရက်နေ့ကနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ရဲ့နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ TPN တို့တွဲဆုံဆွေးနွေးခဲ့မှုမှာရလက်ကောင်းတွင်ရရှိခဲ့ကြောင်းငြိမ်းချမ်းရေးကော်မရှင် PC နဲ့ TPN တို့အကြားငြိမ်းချမ်းရေးဖြစ်စဉ်မှာပါဝင်သည့်ပါဝင်ထိုက်တဲ့အဖွဲ့အစည်းတွေပါဝင်နိုင်မှုနှစ်ဖက်ကြိုးပမ်းဆောင်ရွက်သွားဖို့နဲ့ပြည်တော်စုငြိမ်းချမ်းရေးညီလာခံ27ရာစုပြည် င်းလုံးအစည်းအဝေးကိုပါဝင်တက်ရောက်နိုင်ရေးညှိနှိုင်းဆောင်ရွက်သွားကြဖို့ကိုလည်းသဘောတူခဲ့ကြတယ်လို့ဖော်ပြထားပါတယ်။ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသလောက်ကိုင်းမြို့နယ်ပတ်ဝန်းကျင်ကို MNDAA လက်နက်ကိုင်အဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့မှုဟာလုံခြုံရေးတပ်ဖွဲ့ဝင်တွေကသာမကဒေသခံအပြစ်မဲ့ပြည်သူတွေကိုပါထိခိုက်သိမ်းဆုံးစေခဲ့ကြောင်းလက်နက်ကိုင်ပဋိပက္ခတွေဟာတိုင်းရင်းသားပြည်သူအလုံးအတွက်အကျိုးမဲ့အချင်းနှီးဖြစ်စေတဲ့အပြင်ဒေသခံဌာနမျိုးနွယ်စုတွေနဲ့တိုင်းရင်းသားပြည်သူတွေကို တိုက်ရိုက်ဆိုးကျိုးတက်ရောက်စေကဒုက္ခပင်လယ်ဝေစေခဲ့ကြောင်း NRPC ဥက္ကဋ္ဌကကြေညာချက်ထဲမှာထည့်သွင်းပြောကြားထားပါတယ်ထုတ်ပြန်ကြေညာချက်မှာနောက်ဆုံးအချက် နေနဲ့ဌာနေညွန့်ွယ်စုတွေတည်ကြည်ထိခိုက်စေပြီးအပြစ်မဲ့ပြည်သူတွေကိုဒုက္ခကြုံတွေ့စေတဲ့လက်နက်ကိုင်တိုက်ခိုက်မှုတွေကိုဆွလွတ်ပြီးငြိမ်းချမ်းရေးစပွဲဝိုင်းကိုဥတီကြဖို့နဲ့တိုင်းရင်းသားပြည်သူအားလုံးမျှော်လင့်တောင်းတနေတဲ့ငြိမ်းချမ်းရေးခရီးကိုအတူရှောင်လန်းကြဖို့အမျိုးသားပြည်လည်တည်မြဲရေးနဲ့ငြိမ်းချမ်းရေးဗဟိုဌာန NRPC ဥက္ကဋ္ဌနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆဲစုကြည်ကအလေးအနက်တိုက်တွန်းထားပါတယ်။